This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglava Kamya. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ70.3 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ71.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ ဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့သောတာရှင်များနဲ့မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါင်းတဘာဝပြီးဆရာနာရှင်ပြီးတို့မှကင်ဝေးပြီးကိုစိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ဗီဒီယိုအန်ယူဂျီဖွဲ့သားများမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။ဒီကနေ့2025ခုနှစ်မေလ10ရက်နေ့ဗီဒီယိုအန်ယူဂျီရဲ့ညပိုင်းစီစဉ်များစတင်ထုတ်လွှင့်ပေးပါရမရှင်။ပထမဆုံးစွာစီရေးတဲ့ရင်ကောင်းနှုတ်ချက်များကို ရန်တိုင်းမှတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Radio Energy သောရရှင်များမင်္ဂလာပါခင်ဗျာ။အခုချိန်ကစပြီး2025ခုနှစ်မေလ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio Energy ရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့ကျောက်တုနယ်ခံပတ်မှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်တပ်ကလေကြောင်းကနေပုံစံနှလုံးကျင်းချတတ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါလေ မကွေးတိုင်းကြောက်တုတိုက်နယ်နဲ့စကိုင်းတိုင်းတမူးခရိုင်ကခံပတ်မြို့နီးမှာတိုက်ပွဲဖြစ်တာမရှိပဲအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသတွင်းသတင်းတွေကဆိုပါတယ်တတအုပ်လေစိတ်ကတက်လာတဲ့ဝိုင်ထွဲလေရင်တစင်းဟာမနီးကမေလ9ရက်နေ့မနက်6:30မိနစ်ကနေမနက်6:00ခွဲအတွင်းကြောက်တုတိုက်နယ်ကိုဒီချိန်မှာဘုံသုံးလုံးနဲ့၄ချိန်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစုစုပေါင်းဘုံ7လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ရော်လင်းတန်းကအသိပေးပါတယ်အင်တာနယ်လိုင်းတွေနဲ့ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် ဒီလေကြောင်းတိုက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်တဲ့ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့လည်းရောလင်းနန်းကပြောပါတယ်။အလားတူတမိုးခရိုင်ခန့်ဘတ်မြို့ဤကိုစစ်ကောင်စီရဲ့ဂျက်လေရင်တစင်းကမနီကညနေ6နာရီကမှဘုံနှလုံးကျင်းချခဲ့တယ်လို့ကနအူးသတင်းရထားတယ်လို့ကလေးဒေတာရင်းမီဒီယာကဖော်ပြပါတယ်။မီလာရှီအနေကလည်းကလေးမြို့နယ်ကလက်ပံကျောင်းရွာဤကိုလည်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတစ်ကြိမ်လုပ်ခဲ့တယ်လို့သိရပါတယ်။ကလေးမြို့နယ်မြောင်ပိုင်းနဲ့တမိုးမြို့နယ်တောင်ပိုင်းမှာအီဘီလာကလေကြောင်းပုံကျဲမှုမရှိသလောက်ဖြစ်ခဲ့ပေမဲ့ မေလာထဲမှာလေကြောင်းဘုံကျဲတက်ခတ်မှုတွေစစ်ကောင်စီဘက်ကပြန်လုလာတာလို့လည်းဒေသနေပြည်သူတွေကပြောပါတယ်။အချမ်းမစစ်ကောင်စီဟာတိုက်ပွဲဖြစ်တာမရှိသလိုစစ်ရေးလှုပ်ရှားမှုမရှိတဲ့ဒေသတွေကရဲသားပြည်သူနေထိုင်ရာကျေးရွာတွေကိုဥတီပြီးလေကြောင်းကနေဘုံကျဲတက်ခတ်နေတာကြောင့်ပြည်သူလူထုအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာပေးကြဖို့နဲ့အိမ်တိုင်းဘုံကိုချင်းတွေတူးထားကြဖို့တော်လိုင်းရေးဖွဲ့စည်းတွေကတိုက်တွန်းထားပါတယ်ခင်ဗျာ။ အခုတခါတင်ဆက်ပေးမယ့်စီးရဲတရင်ကတော့တောင်းတက်ထိန်းချုပ်ထားတဲ့နောင်ချုံမြို့ကိုအပြည့်ရဲ့တပ်တန်းတိုးထားတဲ့စစ်ကောင်စီတပ်ကလေကြောင်းအပါဝင် drone တွေလက်နက်ကြီးတွေနဲ့ထပ်မံတိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တောင်းတက် DNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်ကိုအပြည့်ရဲ့တပ်တန်းတိုးထားတဲ့စစ်ကောင်စီတပ်ကလေကြောင်းအပါဝင် drone တွေလက်နက်ကြီးတွေနဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကပြောပါတယ်။ နောင်ချုံမြို့နယ်ကတောင်းတက်မတော် PSLF TNL ရှိရာသရဲချူရွာနီးတိုက်ကိုဒိုးစစ်ဆင်လာတာကြောင့်စစ်ကောင်စီတပ်နဲ့မီလာ9ရက်မနက်6နိုင်ကျော်ချိန်ကစပြီးတိုက်ပွဲဖြစ်ခဲ့ရမှာစစ်ကောင်စီရဲ့အမှတ်900နှစ်မြောက်တပ်ကနေ့လယ်12နိုင်ကျော်ချိန်မှာဒရုန်းနဲ့ဘုံငါလုံးလက်နက်ကြီးနဲ့10ချိန်တိုက်ပွဲဖြစ်ရာသရဲချူရွာကိုပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်အလားတူစစ်ကောင်စီတပ်နဲ့တောင်းတက်တို့နေ့လယ်3နိုင်ကျော်ချိန်မှာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်ကနေ့လယ်12နိုင်ကျော်ကစလို့ဒရုန်းနဲ့ဘုံရှစ်လုံး လက်နက်ကြီးနဲ့ခုနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီရဲ့အမှတ်9ရက်နေ့အမြောက်တပ်ဟာမဏိကောင်လက်ပိုင်းမှာပဲနောင်ဂျုံမြို့နယ်ကရာပြင်ကြီးရွာကိုဒရုန်းနဲ့ပုံနှလုံးအစိမ့်ခွေပုံ17ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့နေ့လယ်တနင်္ဂနွေကမှာအုံမတီးရွာကိုဒရုန်းနဲ့ပုံကိုလုံးအစိမ့်ခွေပုံ၄လုံးကျဲချခဲ့ကတောင်လာရွာကိုလည်းလက်နက်ကြီးနဲ့17ကြိမ်အစိမ့်ခွေပုံနဲ့6ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါဗျာ။ ညီနောင်မမိတ်သုံးဘက်ကငရင်တန်တင့်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လုပ်နိုင်ဖို့တိုက်ပွဲဖြစ်နေရတွေမှာထိုးစစ်ဆင်မှာမဟုတ်ဘူးလို့မီလာတရက်နေ့မှာတပတ်သက်အပြည့်ရကာလနောက်ထပ်တစ်လသက်တမ်းထပ်တိုးထားချိန်မှာစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်တာတွေဇက်တိုက်လှုပ်လာတာပဲဖြစ်ပါတယ်အကြမ်းမဲ့စစ်ကောင်စီဟာမီလာ6ရက်နေ့ကအပြည့်ရသက်တမ်းတစ်လတိုးမယ်လို့ကြေညာခဲ့ပေမဲ့မီလာ9ရက်နေ့ကစပြီးမီလာ9ရက်နေ့ထိ နောင်ချုံမြို့နယ်ကတည့်ရကျိုးရွာ၊ရာပြင်ကျေးရွာ၊အုံမတီးရွာနဲ့တောင်လှရွာတို့ကိုဇက်တိုက်ဆိုသလိုနေ့စဉ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်း၊ဒရုန်းနဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရန်ကနေရှောင်ရှားနိုင်မှုစစ်ရေးသတိအမြဲရှိကြဖို့တောင်းတက်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ဒေသနေပြည်သူတွေ လုံခြုံရေးအာမခံချက်ရှိစေဖို့ ठी ခီစစ်ချေဆိုင်စခန်းကိုပြန်လည်ထိန်းချုပ်ရတာလို့ KNU ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာတိုင်းနယ်စပ်မှာရှိတဲ့ဒေသနေပြည်သူတွေလုံခြုံရေးအာမခံချက်ရှိစေဖို့မြိတ်တဝဲခရိုင်ဒေသက ठी ခီစစ်ချေဆိုင်စခန်းကိုပြန်လည်ထိန်းချုပ်ရတာလို့ကရင်မျိုးသားစီယုံ KNU ကအသိပေးပြောဆိုလိုက်ပါတယ်။ ठी ခီစီရေးချေနေတဲ့ပတ်သက်လို့မြန်မာတိုင်းနယ်စပ်တချို့မှာနေထိုင်ကြတဲ့ထိုင်းပြည်သူတွေကိုအသိပေးတဲ့ပန်ကြားချက်တစ်စောင်ကိုကရင်မျိုးသား CEO KNU မြိတ်တဝဲခိုင်ကထုတ်ပြန်ရမှာအခုလိုအသိပေးလိုက်တာဖြစ်ပါတယ် အဲ့ဒီပန်ချချက်ကိုကရင်မျိုးသားစီယုံမြိတ်တဝဲခရိုင်ကမြန်မာအင်္ဂလိပ်ထိုင်း၃ဘာသာနဲ့ထုတ်ပြန်ထားပါတယ်။ကရင်မျိုးသားစီယုံမြိတ်တဝဲခရိုင်နယ်မြေကိုမြန်မာစစ်တပ်က1998ခုနှစ်မှာတိမ့်ပိုက်ခဲ့တာကြောင့်စစ်ရေးပြိပခါတွေဖြစ်ခဲ့ပြီးဒေသနေပြည်သူတွေနေရွှန့်ခွာရွှေ့ပြောင်းရတာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ကရင်မျိုးသားစီယုံတပ်မဟာ၄အနေနဲ့နေဆက်လျှောက်မှာနေထိုင်ကြတဲ့ဒေသနေပြည်သူတွေလုံခြုံရေးအာမခံချက်ရှိစေဖို့ TK စစ်ခြေစိုက်စခန်းကိုမဖြစ်မနေပြန်လည်ထိန်းချုပ်ရတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြည်သူလူထုအနေနဲ့ကိုကျမကိုဖန်တီးခွင့်နဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကနေလွတ်မြောက်စေဖို့ဆိုရင်စစ်ကောင်စီဘောစစ်ရေးအရရည်ယူဆောင်ရွက်တာတွေလုံးဝရမယ်လို့ကရင်မျိုးသားစီယုံတပ်မဟာလေးကယုံကြည်ထားပါတယ်။အခုလိုကျမ်းဖက်စစ်ကောင်စီနဲ့စစ်ရေးတင်းမာမှုတွေကြောင့်ဖြစ်လာနိုင်တဲ့ထိခိုက်နိုင်ခြင်းနဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုအလေးနဲ့စဉ်းစားပြီးထိခိုက်မှုအနည်းဆုံးဖြစ်အောင်အစွမ်းကုန်စူးစမ်းစီမံခဲ့တယ်လို့လည်းအသိပေးထားပါတယ်။ကရင်မျိုးသားစီယုံအနေနဲ့အရင်ကတည်းက ထိုင်းပြည်သူတွေနဲ့တာဟဇရာဖြစ်အောင်နေထိုင်ခဲ့ကြသလိုနောက်မှလည်းခင်မင်လေးစားမှုနဲ့အတူအိမ်နီးချင်းကောင်ပိသားစွာနေထိုင်မှုအသင့်ရှိတယ်လို့ကတိပြုထားပါတယ်။အကြံဘက်အာဏာရှင်စစ်ကောင်စီကရုရှားအကူအညီနဲ့130မီဂါဝက်ရှိတဲ့အနုပြုတအားပေးစက်ရုံတရုံကိုဘကိုးဒေသအလဲပိုင်းနဲ့ဒဝဲအထူးစီးပွားရေးဆောင်မှတိဆောက်ဖို့စီစဉ်နေတာနဲ့ပတ်သက်လို့လည်းမြန်မာပြည်သူတွေနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်ရေးကောင်းမွန်တဲ့ဘဝနေထိုင်မှုတွေပျက်စီးသွားမှာကိုစိုးရိမ်နေလို့အသိပေးထားပါတယ်ခင်ဗျာ။ ခုတစ်ခါတင်ဆက်ပြပါကတော့စစ်ကောင်စီလက်ကျန်မိုင်းနှိမ့်မိတာကြောင့်တီဘောမြို့နယ်မှာမျိုးသားတအူခြေတစ်ဖက်ဆုံးရှုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တောင်းပြည်တမဟာနှစ်နယ်မြေတီဘောမြို့နယ်ကွန်ဆာလိတ်ကျေးရွာကအမျိုးသားတအူစစ်ကောင်စီလက်ကျန်မိုင်းနှိမ့်မိလို့ညာဘက်ခြေတော်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနကပြောပါတယ်။ကွန်ဆာလိတ်ကျေးရွာကအသက်32နှစ်အရွယ်မျိုးသားတအူမေလ10ရက်နေ့ညနေ6နာရီခန့်အချိန်မှာစစ်ကောင်စီတပ်ခမရ930စခန်းဟောင်းအနီးမှာမိုင်းနှိမ့်ခဲ့တာလို့ဆိုပါတယ်။ ိုင်းနေမိတဲ့နေရာကိုတောင်းပြီးမြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်ဆစ်ဆေးခဲ့ပြီးလူနာကိုဆေးကုသနိုင်အောင်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။မီလာခွန်ရီနေကလည်းကုန်းဆောင်ကြီးရွာကအမျိုးသားတို့ထင်းခွေတွားရောက်ကနေခလာရ23တက်စကန်ဟောင်းဒီမှာစစ်တပ်ကထောင်ထားတဲ့လက်ကျန်မိုင်းနှိမ့်ပြီးညာဘက်6လောက်ပြင်းထန်တိုက်ရိုက်ရှိခဲ့တယ်လို့အီဗီလာတို့ကလည်း တုံဆင့်ရွာကမြို့သားတို့လည်းခလာရ23တက်စကန်ဟောင်းနေရာမှာမိုင်းနှိမ့်မိပြီးခြေတစ်ဖက်ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ PSLF DNA လေးတရင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စီးရီးသတင်းကတော့စစ်အာဏာရှင်အမြင့်ပြတဲ့အထိချိန်မုံသွားမယ်လို့ဖဲကုံ PDF ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်စစ်အာဏာရှင်အမြင့်ပြတဲ့အထိချိန်မုံသွားမယ်လို့ဖဲကုံ PDF P31002 တရင်ကဂရီပီပြောဆိုလိုက်ပါတယ်အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝန်ကြီးဌာနက MOD လက်အောက်ခံဖဲခုံ PDF P31002 တဲ့ရည်တီထောင်ခြင်း၄နှစ်ပြည့်ခံတော်ကိုမေလ9ရက်နေ့ကအောင်မြင်စွာကျင်းပနိုင်ခဲ့ရမှာတဲ့ရည်တောင်ရှိသူကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီခဏမှာရှမ်းတောင်ဘျူဟာတက်ဘျူဟာမူဘိုးနေကောင်းတက်ရောက် RBS ကပြောကြားခဲ့တယ်လို့သိရပါတယ်။ဒေါ်လာ၄နှစ်တာကာလအတွင်းမှာဖဲခုံ PDF 1002ကရဲဘော်16ဦးတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးခဲ့ရပြီး16ဦးဟာကိုလက်အင်ကာဆွတ်လုပ်ပေးဆက်ခဲ့ရပေမဲ့ ကျန်တဲ့ရဲဘော်တွေနဲ့စစ်အာဏာရှင်အမြင့်ပြတ်တဲ့အထိဆက်လက်ခြေမုံသွားမယ်လို့ထဲခုံ PDF ကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာစီးရီးသတင်းတွေကိုနားဆင်ခဲ့ရတာဖြစ်ပါတယ်ပြည်တွင်းသတင်းများကိုကျမပူပူမှတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် မင်္ဂလာညချမ်းပါရှင်မင်္ဂလာညချမ်းပါရှင်2025ခုနှစ်မေလ10ရက်နေ့မေလ10ရက်နေ့ညပိုင်းမှာဗီဒီယိုအန်ယူဂျီညပိုင်းပြည်သူတွေကိုညပိုင်းပြည်သူတွေများကောင်းပါကြပါတယ်ကျွန်မတို့ကပို့ပါပထမအုပ်စွာရခိုင်နိုင်ငံရေးသမားဦးဦးလာစောကိုဂုံပြုတ်ဦးညွတ်ကြောင်းရခိုင်မျိုးသားပွဲချုပ် ULA ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုင်းပြည်နယ်လူမျိုးတို့တသက်တာရက်တီလှုပ်ရှားဖြတ်တန်းခဲ့တဲ့ ရခိုင်နိုင်ငံရေးသမားဦးလာစောကိုဂုံပြူဥညွတ်ကြောင်းရခိုင်မျိုးသားပွဲချုပ် ULA ထုတ်ပြန်ကြေညာလိုက်ပါတယ်။ရခိုင်မျိုးချစ်နိုင်ငံရေးသမားလည်းဖြစ်တော်လည်းသမားလည်းဖြစ်တဲ့ဦးဦးလာစောမေလ9ရက်တနင်္လာနေ့ည7:20မိနစ်အချိန်မှာကွယ်လွန်သွားတဲ့ပေါ်ရခိုင်မျိုးသားပွဲချုပ် ULA ကဝန်ထဲကြောင်းတုံးဝလာထုတ်ပြန်ရမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။ဦးဦးလာစောဟာလူချစ်လူခင်ပေါများပြီးသူနဲ့ဆက်ဆံပေါင်းသိမှုတူတိုင်းသူ့ကိုလေးစားချစ်ခင်ပြီးကာရဝထားကြတယ်လို့ဆိုပါတယ်။ ပညာရေးပိုင်းမှာထူးချွန်တယ်လို့နိုင်ငံရေးနယ်ပယ်မှာလည်းနိုင်ငံရေးဩဇာရှိသူတယောက်ဖြစ်ကစာရေးကောင်းသူတဦးလို့လည်း ULA ကအသိပေးထားပါတယ်။အာရခဒေတာကနိုင်ငံသားကောင်းတယောက်ဖြစ်ခဲ့ပြီးလူသားပိသားခဲ့သူလည်းဖြစ်တဲ့ဦးဦးလာစောကွယ်လွန်သွားမှုအပေါ်ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတပ်တော် ULA AANE နဲ့မိသားစုဆွေမျိုးများနဲ့တက်တူဝမ်းနေရတယ်လို့လည်းတဝန်လာမှာဖော်ပြထားပါတယ်။ ရခိုင်နိုင်ငံရေးသမားတော်လိုင်းရေးသမားစာပေအမှုပညာသမားအရခပြည်သားတို့ဖြစ်တဲ့ဦးဦးလှစွာကွယ်လွန်သွားတဲ့အတွက်ဝန်လေးကျောင်းတော်ဝင်လာနဲ့ဂုံပြုတော်ဝင်လာပေးဖို့ခဲ့ကြတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာကမိတ်ဆွေပေါင်းတင်ကိုလည်းအထူးကျေးဇူးတင်တယ်လို့လည်းရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကအတည်ပြုထုတ်ပြန်ထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့မြိုင်မြို့နယ်ကန်နီရွာပြူစောတိခေါင်းဆောင်ကမိမပြိုလေးတွေကိုလက်နက်ပြချင်းချောက်ပြီးတားမြပြုတင်နေတယ်လို့ အလေးဝင်လာတဲ့ပြူစောတိမိသားစုရဲ့ထုတ်ပေါ်တဲ့သတင်းကိုတင်ဆက်ပေးပါောင်းမယ်။မကွေးတိုင်းမြိုင်မြို့နယ်ကန်နီရွာကပြူစောတိကောင်းဆောင်ဟာမိမပြိုလေးတွေကိုလက်နက်အားကိုနဲ့တားမြအဖြစ်ပြုတင်နေတယ်လို့အလေးဝင်လာတဲ့ပြူစောတိမိသားစုကထုတ်ပေါ်ပြောဆိုထားတယ်လို့ပခုတ်ကူခိုင် MS5 တရင်ကထုတ်ပြန်ပါတယ်။မြိုင်မြို့နယ်ကန်နီရွာကထွက်ပြေးလာတဲ့ပြူစောတိမိသားစုတွေကိုမေလ9ရက်နေ့မှာတွားရောက်ခေါ်ယူခဲ့ပြီးစောက်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့ရဲ့အကြောင်းကြားချက်အရတော်ရောက်ခေါ်ယူခဲ့တဲ့ပြူစောတီတွေကိုစစ်ဆေးမေးမြန်းရာမှာကန်နီရွာပြူစောတီကောင်းဆောင်ကကြေးရွာနေမဲမပြူတွေကိုလက်နက်အားကိုနဲ့ချင်းချောက်အနိုင်ကျင့်ပြီးသားများဖြစ်ပြူကျင်နေတာကိုဝန်ခံထွက်ဆိုခဲ့တာလို့အတည်ပြုပါတယ်။အလင်းဝင်လာသူတွေဟာအမျိုးသားပြူစောတီနှစ်ဦးနဲ့အမျိုးသမီးပြူစောတီတဦးဖြစ်ပြီးကလေးသုံးယောက်ပါတယ်လို့သိရပါတယ်။ကန်နီပြူစောတီစကန်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာပြက်လက်နေတာနဲ့စစ်တပ်လက်အောက်ခံပြူစောတိတွေရဲ့ညှဉ်းပန်းနှိပ်စက်တာတွေကိုမခံနိုင်တော့တဲ့ရွာသူရွာသားတွေမကြာခဏထွက်ပြေးလာကြတယ်လို့ဒေတာရင်းစီရေးသတင်းတွေရသိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြိတ်မောတောင် လမ်းမကတိန်ခွန်းကျေးရွာတိုက်ပွဲမှာစစ်သားနှုတ်လက်နက်ခဲရန်တွေနဲ့အလင်းဝင်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မြိတ်မောတောင်နယ်စပ်ကုံသွေးလမ်းပိုင်းကတိန်ခွန်းကျေးရွာတိုက်ပွဲမှာစစ်သားတွေလက်နက်ခဲယမ်းတွေနဲ့တူလင်းဝင်လာတယ်လို့ ခွတောင်းတမန်အထူးစစ်တောင်းကဒီကနေ့မေလ၁၀ရက်မှာထုတ်ပြန်ပါတယ်။လေးလာကြော်ကြာဖြစ်ပွားနေတဲ့တိမ်ခွန်းကျေးရွာတိုက်ပွဲအတွင်းမှာပုတ်ပြင်းအခြေဆိုင်ခမာယာနှစ်နှစ်လေးတိုင်ရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တက်ကြတအူးနဲ့တပ်သားတအူးအလင်းဝင်လာတာလို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ MA1 နှစ်လက်ကြီပေါက်9ခု5.56ကြီ328တောင်းအပါဝင် လက်နက်ခဲရန်အပြည့်စုံနဲ့ခွတောင်းတမန်အထူးစစ်တောင်းကိုအလင်းဝင်လာခဲ့တာလို့သိရပါတယ်။ အခုလိုထပ်မံအလင်းဝင်လာသူနှစ်ဦးကို KNL တက်ရင်17လောက်ခန့်ခုတောင်းတမန်အထူးစစ်ကြောင်းတာဝန်ခံကနှွေးထွေးစွာကြိုဆိုပြီးဂုံပြုံငွေလဲထပ်မံချင်းမြင့်သွားမယ်လို့ခုတောင်းတမန်အထူးစစ်ကြောင်းကအသိပေးကြေညာထားပါတယ်။တနင်္လာရီမျိုးနဲ့ခြေဆိုင်တက်မဟာလေးလက်အောက်ခံ KNL တက်ရင်17စိုးမိုးထိန်းချုပ်ထားတဲ့တိန်ခုံမောတောင်နယ်ဆက်ကုန်းသေးလမ်းပိုင်းမှာမနစ်ဒီဇင်ဘာလ28ရက်ကနေ ်အခုနှစ်မေလ6ရက်အထိစစ်ကောင်စီစစ်ကြောင်းနဲ့ KNL ဥဆောင်နဲ့မဟာမိတ်တပ်တွေနေ့စဉ်ဒီပါတိုက်ပွဲပေါင်း100ထက်မနည်းဖြစ်ခဲ့ရာစစ်တပ်ဘက်ကတည်ရင်မှုနဲ့ဒုတည်ရင်မှုအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်150ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦး KNL မဟာမိတ်တပ်ဖွဲ့ Black Cobra စစ်ကြောင်းထံလက်လက်နဲ့တကွခိုးလုံလာခဲ့တယ်လို့သိရပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်။ င်္ဂလာပါခင်ဗျာမေလ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်ချီနီမှာကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်အင့်မှတိမ်ထူထပ်နိုင်ပြီးတော့ကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကန်ယူတန်းရခိုင်ကန်ယူတန်းနဲ့မုဒ္ဒမာကွေဘတ်တို့မှာလေဟာအနောက်အနောက်တောင်ဘက်မှာတနအီကို10မိုင်မှ -20 ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းအနည်းငယ်မှလှိုင်းအထင်အင့်ရှိနိုင်ပါတယ် မြဝကျွန်းပေါ်ဒေသများမှာလေဟာအနောက်အနောက်မြောက်ဘက်မှာတနအီကို10မိုင်မှမိုင်20ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းအနှင်းငယ်မှလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအချိန်လေးမှာ နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့ မုံပြည်နယ်တို့မှာနေရာစိတ်စိတ်မှ နေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပြီးတော့ရန်ကုန်တိုင်းနဲ့အေရော်ဒီတိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။နေ့အပူချိန်များမှာရန်ကုန်တိုင်းနဲ့အေရော်ဒီတိုင်းတို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ရေဒီယို NUG မှာဆက်လက်အတန်းလွှင့်ပေးနေပါတယ်။အခုတော်လိုင်းကပြအစီအစဉ်မှာတော့ ဝင်းမင်းခိုင်ရေးထားပြီးလွတ်လပ်နေဥဖတ်ကြားထားတဲ့ပညာရှိတွေငင်းခုံဖို့ဆိုတဲ့တော်လိုင်းကဗျာလေးကိုနားဆင်ခန်းစားမှာဖြစ်ပါရဲ့ရှင်။ပညာရှိတွေငင်းခုံဖို့ငါတို့ရဲ့ဆန့်ကျင်မှုကမြင့်မူတောင်ကိုစည်းစေးနဲ့ပေါက်တာဆိုတော့စင်ပိုက်ကိုချင်ကိုက်တလောက်ပဲရှိမှာဗောလို့လောင်ပြောင်းနှိမ့်ချခဲ့ကြတယ်။ငါတို့ကိုအထင်သေးတာဟာငါတို့အောင်ပွဲခံဖို့အတွက်ကြီးမားတဲ့အထောက်ပံ့ဖြစ်ကြောင်း ငါတို့ရဲ့ရန်သူတွေငါတို့ကိုဝေဖန်သူတွေမသိတာကငါတို့ရတဲ့စုလပ်ပဲသူ့လို့သူ့လို့ကို့လို့ကို့လို့ဆိုသလိုငါတို့လို့ငါတို့လောက်ရမယ်ဆိုတဲ့တရားထူမှာငါတို့ပျော်မွေ့ခဲ့ကြတယ်ငါတို့ရဲ့ရှေ့အလံဖြူများစွာထောင်ခဲ့တယ်သူတို့ရဲ့ဥကောင်းတွေကငိုက်ကြလို့သူတို့ရဲ့ဒူးတွေကိုင်းညွတ်လို့ ဒါကဘာမှမလုပ်ဘဲရလာတဲ့ဆန်းကျဲတဲ့ကံတရားလူများကောက်ချက်ဆွဲအောင်မလားကောက်ချက်ဆွဲအောင်မျက်မမြင်ပုံနာတို့တိမ်ဖျင်းသူတို့ဆက်လက်ရီမောနိုင်ပါစေပညာရှိများလွတ်လပ်စွာငင်းခုန်ကြပါလိမ့်ဝင်းမင်းခိုင် ရေဒီယို NUG သောတာရှင်များရှင်အခုတခါမြန်မာနေဦးခရိုနီကယ်မေလ9ရက်နေ့မြင်ကွင်းဖြစ်တဲ့မူမခရဲ့ဆောင်းပါးကိုနေဦးနိုင်မှဖတ်ကြားပေးမှာဖြစ်ပါရယ်ရှင်မြန်မာနေဦးခရိုနီကယ်မေလ9ရက်မြင်ကွင်းစစ်ကောင်းဆောင်မင်းအောင်နိုင်နဲ့တရုတ်သမ္မတမော်စကိုမှာတွေ့ဆုံမှုရဲ့အကျိုးဆက်ဘာတွေဖြစ်မလဲဆိုဗီယက်ပြည်ထောင်စုအပါအဝင်မဟာမိတ်တွေကနာဇီဂျာမနီကိုအဆုံးသတ်အောင်နိုင်ခဲ့တဲ့ နှစ်80မြောက်အထိမ်းအမှတ်ပွဲကို Russia Federation Moscow မှာကျင်းပရာမှာမြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အား Russia Federation သမ္မတပူတင်ကဖိတ်ကြားခဲ့ပါတယ်။ဆီယာနာသိမ်းပြီးတဲ့နောက်တနမန်ရေးအရာဖေကျင်ထားခံခဲ့ရတဲ့အာဏာသိမ်းစစ်ခေါင်းဆောင်အဖို့အခုလိုနိုင်ငံတကာခေါင်းဆောင်တွေတက်ရောက်တဲ့အခမ်းအနားကိုဖိတ်ကြားခံရတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲတက်ရောက်ခဲ့ပါတယ်။အဲဒီလိုတက်ရောက်ရမှာဒီအခမ်းအနားကိုတက်ရောက်လာတဲ့တရုတ်နိုင်ငံသမ္မတရှီကျင်းဖင်နဲ့အာဏာသိမ်းစစ်ခေါင်းဆောင်တို့ မေလ9ရက်နေ့ကတွေ့ဆုံခဲ့တဲ့အကြောင်းစင်ဝါသတင်းဌာနကဖော်ပြခဲ့ပါတယ်။ညီလာခံလူဧကန်ပွဲအခမ်းအနားလူပွဲတစ်ခုကိုနိုင်ငံကောင်းဆောင်တွေတက်ရောက်စင်မှာခေါင်းဆောင်အချင်းချင်းဘေးပန်းတွေ့ဆုံမှုတွေလှုပ်ဆောင်ကြတာဟာတဘာဝဖြစ်ပြီးတော့မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်အဖို့တော်အခုလိုတွေ့ဆုံမှုဟာ၎င်းအတွက်တန်တမာရေးအရာအောင်မြင်မှုတည့်ရက်သက်ပွဲရှုမြင်မှာအသေးစားပဲဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲကြောင့်နေမြေကျူးကျော်သိမ်းပိုက်ထားတဲ့ရုရှားသမ္မတပူတင်ဟာ နိုင်ငံကအတိုင်းဝိုင်းမှာတော့ကောင်းမွန်တဲ့ဂုံတရင်ပိုင်ဆိုင်သူမဟုတ်ပဲတယံဇာတများစွာပိုင်ဆိုင်ပြီးစစ်အင်အားကြီးတဲ့နိုင်ငံကြီးတနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တာကြောင့်သာအရေးပါနေတဲ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။အာနာတိန်စစ်ကောင်စီခေါင်းဆောင်အဖို့တော်တန်နမန်ကြီးအကူအညီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနဲ့ဝယ်ယူရေးမှာလိုအပ်တဲ့အကူအညီနဲ့စီယူကျွမ်းကျင်မှုတင်ကြားရယူနိုင်တဲ့အခွင့်အလမ်းတွေကြောင့်ရုရှားအာနာရှင်ပူတင်ကိုအရေးထားဆက်ဆံနေတာလည်းဖြစ်ပါတယ်။စစ်ခေါင်းဆောင်မရောက်နိုင်အဖို့ အခုလိုတန်တမန်ရေးအရာအရာသွင်းခံရတဲ့ခီးစဉ်တွေကမကြာသေးခင် ကာလတွေအတွင်းပေါ်ထွက်လာခဲ့သလိုစကိုင်းမန္တလေးနဲ့နေပြည်တော်တို့မှာပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်လည်းထိတွေ့ဆက်ဆံမှုတွေရခဲ့တာကိုအခွင့်အလမ်းအဖြစ်အသုံးချလျက်ရှိတာတွေ့ရမှာဖြစ်ပါတယ်။မလနှောင်းပိုင်းကနေအခုလက်ရှိကာလအတွင်းနှစ်လဝန်းကျင်ကာလမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရုရှားကိုနှစ်ကြိမ်ဘန်ကောက်ကိုနှစ်ကြိမ်တွားရောက်ခဲ့ပြီးတော့အခုရုရှားခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံခွင့်ရခြင်းကိုတန်တမာရေးအောင်မြင်မှုကြီးလို့မှတ်ယူကောင်းမှတ်ယူနေပါလိမ့်မယ်။တရုတ်နိုင်ငံအနေနဲ့ကတော့မြန်မာနိုင်ငံနဲ့ကုန်သွယ်ရေးဆိုတာထက်ပထဝီနိုင်ငံရေးအရာအရေးကြီးတဲ့နိုင်ငံဖြစ်ခြင်းမြန်မာနိုင်ငံတိုင်းပြည်နယ်ဒေသတွေကိုဖြတ်ပြီးတော့တွေ့တန်းထားတဲ့ရေနံနဲ့သဘာဝတန်ခွေပိုက်လိုင်းတည်ရှိရာနယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံမှာတခြားသောအင်အားကြီးနိုင်ငံတွေရဲ့ဩဇာခံတဲ့လက်နက်ကင်အဖွဲ့တွေနဲ့အစိုးရတွေဩဇာမလွှမ်းနိုင်ဘူးက အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ဒီအချက်တွေကမြန်မာနိုင်ငံရဲ့စစ်ကောင်းဆောင်ကိုတရုတ်နိုင်ငံရဲ့တမရရှိချင်းဖြင့်တွေးဆောင်ရတဲ့စေဆောင်မှုတွေဖြစ်နိုင်ပါတယ်။တရုတ်နိုင်ငံတမရကစစ်ကောင်းဆောင်နဲ့တွေးဆောင်ခြင်းမှာဆွေးနွေးခဲ့တဲ့အကြောင်းအရာကိုစင်ဝါသတင်းကဖော်ပြရမှာမြန်မာနိုင်ငံရဲ့မိမိနိုင်ငံအခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းရှောက်လန်းခြင်းအချုပ်အခြာအာဏာလွတ်လပ်မှု နေမြေပိုင်နဲ့ပြည်စုံမှုနိုင်ငံတော်တည်ငြိမ်မှုပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တည်ငြိမ်သင့်လျော်စွာ ဖော်ဆောင်မှုအားတရုတ်နိုင်ငံကထောက်ခံအားပေးကြောင်းနှစ်ဖက်အနေဖြင့်မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကိုနှက်ဆိုင်စွာဖော်ဆောင်ပြီးတရုတ်မြန်မာစီးပွားရေးဇင်းကြံရဲ့အကြီးကစီမံကိန်းများတည်ဆောက်မှုအားစင်စက်မပြတ်တွန်းအားပေးဖော်ဆောင်ရမှာဖြစ်ကြောင်းပြောဆိုသွားတယ်လို့ဆိုပါတယ်။တရုတ်သမ္မတပြောဆိုသုံးနှုန်းနဲ့စကားလုံးအကြောင်းအရာတွေကိုတရုတ်ခွဲကြည့်မယ်ဆိုရင်နေမီပိုင်နဲ့ပြည်စုံမှုဆိုတဲ့စကားလုံးလည်းပါဝင်နေတာသတိပြုမိပါတယ်။စီကောင်စီအနေနဲ့လက်ရှိအနေအထားမှာ ိုင်းဒါနယ်မြေတွေမှာမြို့တွေနယ်မြေတွေနဲ့စစ်စခန်းတွေအများအပြားဆုံးရှုံးထားတဲ့အချက်ကိုညှို့ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ရခိုင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ကချင်း၊ကယင်ပြည်၊ကယားနယ်၊ရှမ်းမြောက်တို့လိုဒေသတွေမှာနယ်မြေဆုံးရှုံးမှုတွေရှိခဲ့တာကိုရည်ညွှန်းထားတယ်လို့ယူဆနိုင်ပြီးတော့တရုတ်နိုင်ငံကအဆိုပါစကားလုံးနဲ့အညီပြေဆုံးမှုရှိဖို့ကူညီမဲ့သဘောလားလို့တွေးဆစရာရှိနေပါတယ်။ဒါအပြင် တရုတ်မြန်မာစီးပွားရေးဇင်းကြံရဲ့အဓိကစီမံကိန်းတွေတည်ဆောက်မှုကိုလည်းစဉ်ဆက်မပြတ်တွန်းအားပေးဖော်ဆောင်မယ်လို့ဆိုထားတာလည်းသတိပြုစရာဖြစ်ပါတယ်။ဒီစကရဲ့ရည်ရွယ်ချက်ကတရုတ်နေဆက်ကနေလာရှိုးမန္တလေးနေဆက်ကုံသွေးရေးလမ်းကြောင်းတွေနဲ့ကြောက်ဖြူရေးနဲ့စိတ်ကန်တရုတ်မြန်မာကုံသွေးရေးရထားလမ်းစတာတွေအကောင့်ထဲဖို့နိုင်အောင်တွန်းအားပေးမယ်ဆိုတဲ့သဘောလို့နားလည်ရပြီးတော့တွန်းအားပေးမှုတွေက ီဒေတာမှာလှုပ်ရှားနေတဲ့တိုင်းဒေသလက်နက်ကိုင်တွေကိုစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်ရမှာတရုတ်က ထောက်ခံမဲ့အတိတ်ပင်မျိုးတွေးနိုင်တဲ့သဘောလေးဖြစ်ပါတယ်။ဒီအချက်တွေအပြင်တရုတ်တမရကမြန်မာနိုင်ငံထဲမှာရှိတဲ့တရုတ်နိုင်ငံရဲ့စီမံကိန်းတွေအကျိုးစီးပွားတွေကိုလက်တွေ့ကျတဲ့အကာအကွယ်ပေးမှုတွေလှုံ့ဆော်ပေးဖို့နဲ့နိုင်ငံဖြတ်ကျော်လောင်းကစားအွန်လိုင်းငွေလိမ်မှုတွေကိုတိုက်ဖြတ်ဖို့ကိစ္စကိုလည်းပြောဆိုခဲ့တယ်လို့ပါရှိပါရယ်။တရုတ်သမ္မတရှီကျင်းဖင်ရဲ့ပြောဆိုချက်တွေကို တေးချစွာစင့်ကုံသုံးသက်ကြည့်ရင်အာနာတိန်ထားတဲ့စစ်ကောင်စီကိုထောက်ခံမယ်ဆိုတာထက်မှန်ဂရီပေးလိုက်တယ်လို့ဖြစ်ပြီးတော့အချို့သောတရုတ်နိုင်ငံအကျိုးစီးပွားလက်တွေ့ကျကျအကာအကွယ်ပေးရေးအခြေအနေသတ်မှတ်ချက်တွေနဲ့တွဲလျက်ရှိတယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းသိရှိစေခဲ့တာဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ယခုနှစ်အကုန်နဲ့လာမယ့်နှစ်ဆန်းမှာလှုပ်ဆောင်မယ်ရွေးကောက်ပွဲကိုလေတရုတ်နိုင်ငံကထောက်ခံထားပြီးတော့ဒီရွေးကောက်ပွဲနဲ့မြန်မာနိုင်ငံရဲ့လက်နက်ကင်ပဋိပက္ခကိုအတိုင်းအတာတစုံတရာ အရှိန်ရှော့ချနိုင်မယ်လို့မျှော်လင့်ထားပုံလည်းရပါတယ်။တရုတ်နိုင်ငံအနေနဲ့ရွေးကောက်ပွဲရလဒ်ကဘာဖြစ်မယ်မမှန်းဆနိုင်သေးပေမဲ့ဆရာနာသိန်းချင်းရဲ့အကျိုးဆက်ဖြစ်တဲ့ပြည်တွင်းစစ်မီအရှိန်မြင့်လာခြင်းကိုရွေးကောက်ပွဲနဲ့အဆုံးသတ်နိုင်မယ်လို့ယူဆထားပုံရပါတယ်။တစ်ဖက်မှာမြန်မာနိုင်ငံမြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းကတိုင်းဒါလက်နက်ကိုင်အဖွဲ့တွေကိုစက်တက်နိုင်ဖို့တန်တမန်နီးနေဆက်ဖွင့်ပိတ်လုပ်တဲ့နီးတွေနဲ့ကျိုးဆွေးနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ထားပုံရပါတယ်။ စစ်ကောင်စီကောင်းဆောင်မင်းအောင်လိုင်ကတော့တရုတ်နဲ့ရုရှားနှစ်နိုင်ငံကိုအားကိုးအားထားပြုနိုင်ပြီးတော့ပြည်တွင်းမှာဆုံးရှုံးနေတဲ့စစ်ရေးစီးပွားရေးစိုးရွားစွာဆုပ်ယုပ်ကြဆင်းမှုကိုတန်တမန်ရေးနဲ့ကြားခံနေပြီးတော့ဒီလိုအသက်ငယ်စီကဘယ်လောက်ထိရောက်မလဲဆိုတာလာမယ့်လအနေငယ်အတွင်းဖြစ်ပွားလာမယ့်အဖြစ်အပျက်တွေကိုကြည့်ရင်ခံမှန်းနိုင်လိမ့်မယ်လို့ယူဆရပါတယ်ခင်ဗျာ။ Video NUG ပရိသတ်များရှင်အခုနောက်ဆုံးအနေနဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်မှာတော့ကရင်နီကရားဘာသာဖြင့်တပတ်အတွင်းသတင်းများကိုခုရယ်မှတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဘောမဖက်စီလိုပြည်သူမှုဖက်စီခုံရရှုခဲရေဒီယို NUG တနွေကိုရီတာရှင်ဟစ်ဆူထဲလိုပဲစီနာကရားလီငိုးနပါဘာမှခုရယ်နေပြန် ဂလိုလိုရီကြာရင်နာမဟေချီကီရင်နာရောအလိဟယကနုမေတာတနီတီများချီကီရီရင်နာမကလီမက်စီပူပြချက်အကလကလိုအလိနာထူတိုညီပေပေမေတာတနီတီဖုနတီကေဒူခုဒူဝါလေးရှိလာရင်နာရောကဲနုမီစေတဲ့ပလော့ဂျူနီတီအငီခွီတေကူလူခါလီရင်နအဟေတာကန်နီတီဖွေးနာပရင်ဟေချီကီရင်နာရောအလိဟယကနုမေတာတနီတီများချီကီရီရင်နာမကလီမက်စီပူပြချက်အကလကလိုအလိနာထူတိုညီပေပေမေတာတနီတီဖုန တေးနာမဖဲလုံကြီးစေတပလော့ကျူးရင်းဒီအငီခွီအပလော့မှုအပါနီဒီတုတို့မြကျူဖူးတခြားတဲ့ပါအပလော့မှုစီနာရောအဘေစေနာဟေချီကေအလိဟာကနိမေတာတူနီဒီစီနပပိမေတာတူဘဲနီဒီအငီအလိုနီဒူဖုန်ထိကေဒူခွီနာရောအဟိကန်နီဒီနာပဲ ဟေတီကီယီနာရောအလီမြာနီဒီအန်ယူဂျီခွီအပလောမူအခုတဟေယီနလေမေတာတေကခေဆာဘန်နီဒီအငီစီခွီအပလောမူစီယနာမှာဘေအရီကြာယီနမေတာတေမီလီပရိုပင်းနီဒီအငီအလိုနီဒီဖုန်နအန်ယူဂျီခွီအပလောမူယီနာမှာဟေချီကီကလင်ငါမမတိုအလီပေရှဲနီဒီဟေချီကီတေရယာနီချာအပလောမူစီယနာမှာမတိုဟေနမှာ လေဟိထေတာပေရယာပဲနီဒီယငီအလူနီတူဖုနထိကေဒုခူရနာရောအဟေပူနီကြတူဖွေဟိနမစင်ငင်းနီဒီနာတရီတေကြပွေနာပဲတခြားတဲ့ပါခုခရနီဒူအရှုခေအိုနီတူဖွေနာရော မေပရော့ချူပူနီဒီယငီအလူနီတူဖုနထိကေပရော့ချူဖရချာခုဒူအလဟိနီဒီယရီကြရင်နဟိဆူထေလူပဲစီပါတခြားတဲ့ပါထူထေခုခရနီဒီအရှုခေအိုနီတူဖွေနာရော မေဘော့ဂျီပိုနီတီအငယ်အလိုနီဒီဖုန်လတိကက်ဘော့ဂျီဖရချာကုဒူမန်ဝဲခိုင်တန်ရင်တော့အေကီအန်နီဒီပင်ခွေအပေါ်မှုတဲ့ကုလူခါလီရင်တာပဲခွေအပေါ်မှုရင်နာမှာမေလူနာအဆုခဲကူတဲ့ပေါ်ရှာငီတပြတဲ့ရှေပိုတချင်များထီကျစ်တလူနီဒီဖုန်လထပဲလေးချစ်တနီဒီဒေါ်ဆုခါလီတဲ့ပေပဲတနီဒီခွန်ရအဆုခဲတဲ့ HR မေပဲနီဒီပါတီဟင်းနာမှာပစင်းငီနီဒီပနီဖုန်လတခြားတဲ့ပါခိုကလျာနီဒီအရှိခဲအိုနီဒီဖွင့်လာတော့ပဲအင်းနာမှာ ဘေမေဖလော့ချီတာတေရန်နီဒီအငီအလိုနီဒူယီနာမတေမေထူထေရန်နီဒူဖွင့်လာတော့ဖကြခုဒူစီယီနာမတေမေလေးထူထေဘေနီဒီအငီဂျာဒူတနီရန်နီဒူဖွင့်လာတဲ့ဘေလေးဖြစ်နေဒီတေတရာခုတေဟီစီယီနာမထီကိကူဘေဘေထီကိကလောဘေဘေဂျေတနီဒီခါလီဘေဖူတေဘေဘေမေနီဒီတဖြစ်တဲ့မေဟိနာမတခြားတဲ့ပိုင်းရဲ့တပိဋ္ဌာစီနာမအိုနီဒီပါတိအပွိသရိနာမအိုနီဒီပါတိတနီနီဒီထု တချစ်တဲ့နေခါလေးတိပေပေအကျဲရီပုန်ကြီးတဲ့ငီအလိုနီတို့ဖုန်းခရကြကူတူရင်တော့အဟိကျန်ကြီးတို့ဖွေဟင်းနမစင်ငင်းနေဒီနာတရီတေကြရင်နာပဲတတိကန်ကြီးကီယာလီမီတူပူစီအငိတက် KMTF ပြူဟာအမန်ယူရင်တော့အလိမေပရောချီထျာနီဒီနအဘာထျာနီဒီတနာခါလေးအလိမေနီဒီသတရီအရီကြရင်နဟေဆုထေလပဲစီပါအနာနီရီနေရှင်နာညာနာမီလက်တငီရင်နမ KNDF ပြဟာမန်ယိုအလီမိတ်ပလော့ချူချာနီဒီနအပါချာနီဒီတနာဖွေနာပဲပေတရီကူရင်နာမပြဟာအမန်ယိုတယင်စီရင်နာမတယင်နီရှင်နာညာနီရှင်နာစီယိုနီရှင်နာညိုနီရှင်နာတူအိုကလေအဒူကူတေးစီကလေဖူစီနာရောအစီမေပလော့ချူနီဒီအပါချာနီဒီတနာခါလီတတရီအညင်အကြာချာနီဒီဘဲလေဖြာသူဇင်ညာနီဒီစီ ဒီလျာနီကြဒီဆက်ဂလီဖူစီအငေဂျာဒူဇင်ညာနီဒီစီနာတပဟယာလုံမင်းနီဒီတသတဲ့ပါတမေအကလကလိုစီအငေအဟိပေတာနီဒီစီနောမင်းနီကြဒီဖုန်နေဟိနမဆင်ငီနီဒီနာတရီတေချာရင်နာပဲအချေရီဆူဆီယာနီဒီစီနာလေတနီတာတေရီယာနီဒီအငေအကလကလိုစီနောအဒင်ညာနီဒီလိုတေကူရင်နမအမေလူနီဒီပင်လက်ခီမီဂျီစီတော့ဆိုခါလေအရီကြရင်နဟေဆုတေလိုပဲစီပါ အကျယ်ရီဆူဆာနီဒီစီနာလေတနေတာတေရဘဲညိဒီအငင်အကလကလိုစီနအလစ်တင်ညာနီဒူလူရင်နာမဘေးမီလန်ညာငီရင်နအမီလူနီဒူဘေလက်ကင်းမီကြီးစီတော့ဆူခါလိဖုနပပန်တဲလူရင်နာရောတဆူစင်ညင်းနီဒီနာဘဲဥပဟယာချာနီဒီတဟီစီရာမဆရာဆရာမအဖရတေရနာညာရှိလုနဥပဟယာချာနီဒီရထအပိယေနီဒီအငီရှေခါလိဖုနရောတတာတဲလူရင်နာ လက်ခိမီချီစီဟိုထူအိုစရာမဒါဖရီနာရောအပုတ်တရီဒညာနီဒီဖုနာပါဟိနမစင်ယီနီတီဒရဏတနာမီလေကူရင်နာမစရာစရာမစီအခရစီယေလောပနီဒီတဒညာပွဲစီနုအမီနီဒီဘေလက်ခိမီချီစီဒေါဆိုခါလီအကူဖုနာပရဲလက်ခိမီချီစီဒေါဆိုခါလီကူရင်နာမဆူလီဟိုအိုနီဒီတယေနာညာရှီလောစရာစရာမစီနာမအိုနီဒီဒါယေလောနာ စုလေးကိုဖူးစီရင်မှာအိုနီဒင်းရေဆောလခါလီဖုန်နေဟင်းနမှာစင်ငင်းနေချင်တာတရီတဲကြရင်နာပဲခုညာဟိဆိုတီလီဘေးစီရေဒီယိုအန်ယူဂျီတနွေကူရီယာမာထနီကြဒီဘေဟနီတာနီဒီပေါ်မိုဖက်စီလော့ဘီအိုမိုဗီယာတွေ့အသစင်းနီလော်ဒီပေါ်နတဖေပါနီတေဘူတူရီဒီကနေ့ကတော့ဒီညနေပဲရေဒီယိုအန်ယူဂျီရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ် မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းဒို16မီတာစက္ကန့်တသမဂူဂိုမီဂါဟတ်ဇ်ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာစက္ကန့်တသမ6လေးမီဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီမြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရပါမည်။